ဦးဇင်းတော်ရှေ့ရင်နောက်ရေးကိုမျောမြင်တွေးခေါ်နိုင်စွမ်းရှိတဲ့အညာရှိတွေရဲ့စကားကိုနားမထောင်ဘူးဆိုလို့ချင်းအရေးအကြောင်းဖြစ်ဒုက္ခရောက်တတ်တယ်ဒုက္ခဓမ္မဇတ်ထဲမှာဖရာအလောင်းရုပ်ကုသနတ်မင်းကြီးကဦးနဲ့နိစ္စတဲ့ဆွေမျိုးနတ်တွေကိုအတဲ့နတ်တော့ ငါနေရဟောဒီအင်ဂျင်တော်ပတ်စာလည်းမှာသင်တို့နေစာဒါဆိုရင်သင်တို့အတွက်နေရဗိမာန်တည်မြဲလိမ့်မယ်နေရမပြောက်တော့ဘူးပေါ့ဒုက္ခမရောက်တော့ဘူးပေါ့အဲ့ဒါလို့ပြောတယ်အဲ့လိုဆုံးမအဲ့ဒါဖရာလောက်စကားကိုနားထောင်တချို့နဲ့တည်းအဲ့လိုနေစာတချို့နဲ့တည်းနားမထောင်နားမထောင်သူတို့ထင်တာသူတို့အမှန်ပေါ့အာဒီလောက်တော့ခေါင်းခေါင်းကြီးလာနေဘယ်သူကလာပူဇော်နေမှာလဲဘယ်သူကသိမှာလဲ လူနဲ့နေတဲ့နေရာနေမှာပေါ့ဆိုလူတွေနဲ့နေတဲ့သစ်ပင်ကြီးတွေရှိရမှာတော့နေအဲ့လိုနေတော့ဘလောက်ပဲပင်ကြီးကြီးလေတခြားအပင်အမိမရှိဘဲနဲ့သူကထီထီတွေပဲကနော်ပင်ကြီးတွေကကိုယ်လည်းကောင်းပေပြင်းမုန်တိုင်းနေကြတဲ့အခါကျတော့သူတို့နေတဲ့သစ်ပင်တွေပြိုလဲပြက်စီးသွားတော့အဲ့ဒီနတ်တွေဟာနေစရာမရှိဖြစ်သွားသူတို့ကဒုက္ခတေဝတာတို့ကတချို့ကဇိုးနတ်ဆိုသစ်ပင်ကိုမိပြင်းနေတယ် 这边我们比罗伯明啊骗你了，是吧？你这样没收这块药，这块药够呢？那卢里嘛，我说这块药大木，那那这块药大没啦，里边都卡在了，就还没弄破。แล้วนั่นมันยี่สิบล้านเอกุญแจดาวน์ใหญ่นั่นมันยี่ล้านบาทจะโดนนิสัยไม่ชิบูอาจจะมาไม่ได้ลองอันนิสัยปีรู้เลยเนาะอะไรเราได้ยาตัวอะไรก็เราไม่ยาเรนเราได้เราเราได้แบบสมบูรณ์ ပြင်လို့ရတဲ့အမှားဆိုကိစ္စမရှိဘူးပြင်လို့မရတဲ့အမှားမျိုးဖြစ်ခိုင်းရင်တော့သွားပြီနော်တော့ဇာတတမင်းကြီးတို့လိုမျိုးဖခင်သက်ပြန်သက်မိတဲ့အမှားမျိုးဆိုတာပြင်လို့မရတဲ့အမှားဖြစ်သွားတာပေါ့ဒါကြောင့်မလို့ဘာဖြစ်ဖြစ်ကိုကမသိနားမလည်ဘူးဆိုရင်တည်ကြလိန်မှာတက်ကျွမ်းတဲ့လူကြီးသူမတွေဆရာသမားတွေကိုယ်ကနားလည်တဲ့သူတွေကပြောရင်နားထောင်ရတယ်ကိုယ့်အကောနော်နားထောင်ဆိုတာလည်းနားကြီးနဲ့ကြီးမထောင်နဲ့ ဉာဏ်လေးနဲ့စဉ်းစားပြီးနားထောင်ဒီလူကအကျိုးရှိတာကိုပြောတာလားအကျိုးမရှိတာကိုပြောနေတာလားမှန်တာကိုပြောသလားမှားတာကိုပြောသလားငါသူ့စကားကိုနားထောင်ပြီးတော့ဘာတွေမှတ်ထားတယ်လဲဘာတွေရှောင်ကျင်တယ်လဲဆိုတာကိုလေးလေးစားစားစဉ်းစားပြီးတော့နားထောင်ဖို့လိုတာပေါ့နော်အေးအဲ့ဒါဒုက္ခဖြစ်ပြီးဆိုမှအမေခဲပါအဖေခဲပါလိုက်တော့ကယ်လို့ရတဲ့အတိုင်းအတာဆိုရင်ကိစ္စမရှိဘူးနော်ကယ်လို့မရတဲ့အနေအထားတိကျရင်ဘယ်လွယ်မလဲ ကဲလွယ်မလဲနော်ကဲလို့ရမှာကဲလို့ကကဲရတာနော်ကဲလို့ရတဲ့အနေထားမှာကဲရတာအဆင်ပြေပါလိမ့်ဦးဇင်းတို့အမတာပုတ္တိကဘေးဆိုတာရှိတယ်အမေကလည်းသားကိုမကင်နိုင်သားကလည်းအမေကိုမကင်နိုင်တဲ့ဘေးအန္တရာယ်တယ်အဲ့ဒီလိုဘေးအန္တရာယ်တွေသာဖြစ်ခဲ့မယ်ဆိုလို့ချင်းဘယ်လွယ်နိုင်မလဲနော်ဒါကြောင့်မလို့အဲ့လိုမဖြစ်အောင်လူကြီးသူမတွေတကြွနာလာတဲ့ပုဂ္ဂိုလ်တွေကပြောလို့ချင်းညံနာလေးနဲ့ နားထောင်ကြဖို့ကိုတိကိုတက်နေရာတကမလုပ်ဘဲနဲ့ညာလေးနဲ့စဉ်းစားပြီးတော့တိုင်းတိုင်းထောင်တာစဉ်းစဉ်းချင်းချင်းလုပ်ကြဖို့လို့ရပေါ့ဗျာလူငယ်တွေရေနော်စိတ်ချင်ရလူငယ်ဆိုတော့ကိုလောက်တာကိုအမှန်ထင်နေတတ်တယ်အာစိတ်ချင်ရှိရလို့လည်းအမားတွေဖြစ်သွားရင်ဘဝနဲ့ချင်းပြီးပြစ်ဆက်လိုက်ရတဲ့အမားတွေဖြစ်သွားနိုင်တယ်အဲဒါမှအဲ့လိုမဖြစ်အောင်ပေါ့